သူမိသားရှင်ရသည့်ဘုရားဖြစ်ရန် စိတ်ကြံဖြင့်အဋိဌံပြုခြင်းတနေ့တော့ယမမျိုးကိုဒီပင်ကရာဘုရားမျက်စွာကြွလာတော်မူတဲ့မြို့သူမြို့သားတွေဟာဘုရားရှင်ကြွတော်မူရာလမ်းကိုတန်ရှင်းအောင်ပြုပြင်နေကြရမှာသူမိသားရှင်ရသည့်ကလည်းလက်မြေတစ်ကွက်စာယူပြီးပြုပြင်နေတဲ့အဲ့ဒီနာမှာသူမိသားဆိုတဲ့မြို့သူမိကလေးတယောက်ဟာဂျာပန်ရှစ်ခိုင်ကိုပြန်ပြီးဖျားဘူးဖို့စောင့်နေတယ်သူမိတာကသူမိတာရှင်ရသည့်ကိုသူ့လက်ထဲက ဂျာပန်ကခံပေးလိုက်တယ်။သူ့မိသားကလည်းလမ်းပြင်ခိုင်မှာဖះရှင်ကြော့လာတာနဲ့ဖះရှင်ကိုရှုံမပေးရအောင်လမ်းပေါ်မှာမောက်ပြီးသူ့ကိုတရားသဘောမျိုးခင်းပေးလိုက်တဲ့သူ့လက်ထဲမှာဂျာပန်ကခံကိုမြောက်ပြီးဖះရှင်ကိုပူဇော်ရင်းကျွန်ုပ်ဒီနောင်ခါ၌ဤဖះရှင်ကဲ့သို့ဖြစ်ရပါလိမ့်မည်ဟုစိတ်ထဲကတည်းကဆိုပြီးအဋိဌံပြုလိုက်တယ်ဒီပင်ကရမျက်စွာဖရားကလည်းသူမိတာနဲ့သူမိတာကိုမြင်တော့သူမိတာရှင်ရသည်ဟာ နောင်ခါ၌ဂေါတမပွဲမီတော်ဖြင့်ဖျားဖြစ်လိမ့်မည်သူမိတာမှာလည်းနောင်ခါ၌သူမိတာကိုကူညီသူဖြစ်လိမ့်မည်လို့ယာဒိတ်စကားမင်ကြားတော်မူ